အခုရှောင်းလို့တဲ့ရွှေဆိုင်တွေရောင်းဝယ်ခြင်းမရှိစေရေးအတွက်ထိထိရောက်ရောက်ဆောင်ရွက်မဲ့တည်င်းကိုတက်ဆက်ပေးပါမယ်။ရွှေဆိုင်တွေအနေနဲ့တယံဇာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမတ်နှစ်တက်တူတွင်လုပ်ငန်းရွှေရောင်းဝယ်ပြည်စာနဲ့အရောင်းဝယ်မပြုလုပ်ဘူးဆိုရင်တက်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုလိုက်နာခြင်းမရှိရင်အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုံမှန်၅နဲ့အညီအရေးယူခံရမှာဖြစ်တဲ့အပြင်တက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်းလစဉ်ကွင်းစင်းစစ်ဆေးမှုတွေကိုဆောင်ရွက်နေကြောင်းသိရပါဗျ။လက်ရှိမှာရန်ကုန်တိုင်းဒေသကြီးရှိမြို့နယ်အများပြားအပါအဝင် မြို့နယ်အများပြားရှိရပ်ကွက်များလမ်းကြားများအတွင်းမှာလည်းရွှေဆိုင်လုပ်ငန်းသေးများအပါအဝင်အခွန်ရှောင်လိုတဲ့ရွှေဆိုင်လုပ်ငန်းများလည်းရှိနေရမှာအဆိုပါရွှေဆိုင်များပါလိုင်စင်မရှိပဲရောင်းဝယ်ခြင်းမရှိစေရေးအတွက်ရည်မှန်းဆောင်ရွက်နေကြောင်းလည်းရွှေလုပ်ငန်းရှင်များမှနေတည်ရပါတယ်အစိုးရရဲ့လိုင်စင်ရရှိပြီးရွှေရောင်းဝယ်ဘောက်ချာရရှိပြီးသူတွေအနေနဲ့အစိုးရရဲ့တက်မှတ်ဈေးတိုင်းထုတ်ပေးထားတဲ့ဘောက်ချာတွေနဲ့ကုန်နံပါတ်တွေနဲ့ရောင်းချနေကြောင်းလည်းတည်ရပါတယ်နေပြည်တော်မှာလုပ်ငန်းလိုင်စင်စစ်စစ်ရေးအဖွဲ့တန်လာရောက်ရှောက်ထားကြတဲ့ဒက်တက်တူ ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်လာတဲ့အနက်မှာတော့လျှောက်လွား3168ဆောင်ခွင့်ပြုထားရာပြီးခဲ့တဲ့အောက်တိုဘာလ16ရက်အထိကို2435ဆောင်လာရောက်ထောက်ယူပြီးဖြစ်ကြောင်းလည်းသိရပါပါတယ်ခင်ဗျာ။